နိဗ္ဗုဒေဝတ္တမာနံပိမန္လဗုဒ္ဓံနိဟေရယေတေနကမ္မဝိပါကေနဗိဓိဒုက္ခအဟုမမဘေကဝေစေတသစ္စမိတို့နိဗ္ဗုဒေနှစ်ပါးလုံးခြင်းသည်ဝတ္တမာနံမိဖြစ်လာသော မလဗုဒ္ဓံမလရဲ့သားကိုနိဟေရယိညင်းစေခဲ့ဘူးလေပြီဒေနာကမဝိပါကေနထိုအာဟုသောကံကျွင်းကြောင်မမဂဗျာရှင်ကိုရောမြတ်ကြီးဟာပိဋိဒုက္ခခါတော်နာခြင်းခါတော်တိုက်ခဲခြင်းဆိုတဲ့ဝေဒနာသည်အဟုကောင်းစွာမဲ့တွင်ဖြစ်ရလေပြီလို့ ဘဂဝါဘုံတော်၆ဆူအောင်လန်သူဖြစ်တော်မူသောဘုရားရှင် ကိုတော်မြတ်ကအဝစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းဘုရားလောင်းတော်ကြီးပါရမီနှုတ်စဉ်ကာလက အာရဏတိပြီမှာတထေသဖြစ်ဘူးတဲ့နာမည်ကဝါမနတဲ့ဘသူတဲ့လဲဘေးသားရေဝါမနလို့ခေါ်တဲ့တထေသဖြစ်ဘူးတဲ့မိဘကလည်းချမ်းသာပတ်စံကလည်းပေါ်တော့လူတယောက်တယောက်မှာဇယိုက်တစ်ခုဝါသနာတစ်ခုမြင်တစ်ခုရှိသလို့ ဘုရားလောင်းတော်ကြီးဘာဝါဒနာပါတော့လို့ဆိုတော့ဘိသရဲ့လက်ဝိဝါဒနာပါတယ်လက်ဝိအိုးကြီးအာဘာမှလက်ဝိဝဲရှိတယ်ဆိုတာနဲ့ရှေ့ကရောက်သွားပတ်စံကလည်းချမ်းသာတော့ပေါင်းသိန်းကလည်းပေါ်ဝေရောက်တဲ့အခါမှာလက်ဝိသမားတွေကြည့်ပြီးတော့ဟာဘသူနိုင်မဲဘသူရှုံးမဲတဲ့လောင်းကြီးတွေထအဲ့လိုလောင်းကြီးတွေထပြီးတော့ရှုံးတဲ့ခါလည်းရှုံးနိုင်တဲ့ခါလည်းနိုင်ပေါ့ နောက်တော့ဘယ်နဲ့ဖြစ်လာတော့ဆိုတော့ဘုန်းကြီးတို့ဒီဘလုံးဘွဲတွေပါတယ်များကြည့်ပေါ်လေဘလုံးဘွဲကြည့်ရင်းနဲ့တခါတည်းဒီကြည့်နေတဲ့လူတွေကဟာဟိုလိုကလိုက်ပါလားဒီလိုလိုလိုက်ပါလားဟိုနားကပိတ်လိုက်ပါလားဒီနားကဆီးလိုက်ပါလားဘာလုံးနေတာတော့ကံလေကွာဆိုကိုကိုတိုင်ဝေမကံတော်လည်းပဲအပြင်ကနေကြည့်ပြီးတော့အမလို့အမရဖြစ်တယ်လို့ဘုရားလောင်းတော်ဝါမနတထေသဟာ လက်ဝဲပွဲတိုင်းလက်ဝဲပွဲတိုင်းမှာအဲ့လိုသွားကြည့်ရင်ကြည့်ရင်နဲ့အားမရဘူးဖြစ်နေတာခိုးတာမဟုတ်ဘူးပါဒီကောင်ဘာလုပ်နေမှမသိဘူးနောက်တော့ဘယ်နဲ့ဖြစ်လာတော့လို့ဆိုတော့ကိုင်းအရွယ်လည်းရှိတယ်ဥစ္စာလည်းပေါ်တယ်အခွန်မလာလည်းရှိတယ်အဲ့တော့လက်ဝိနိဗ္ဗာန်ဆရာတွေခေါ်ပြီးတော့သူခြံဝင်းကြီးတွင်းမှာတကယ်တခါတဲ့ကျေးဇာလုံးဝိသမားကြီးတွေကိုခေါ်ပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးဝါမနတထေသာဟာ လက်ဝိသင်တယ်တဲ့ဘာသင်လဲဘေးတရင်အဲသူများထို့တာအားမရလို့ကိုယ်တိုင်ကြိုးဝိုင်းနေဝင်မို့လို့လက်ဝိကိုသင်တယ်ကြိုးကြိုးစားစားနဲ့သင်လိုက်တာတကယ်ဆရာကောင်းတွေကိုတကယ်နီးပြကောင်းတွေကိုငွေပေးပြီးတော့ငှားပြီးတော့သင်တော့တတ်သွားရောလက်ဝိပညာလဝိပညာကိုတပည့်ကံခတ်မြတ်တတ်သွားတော်မူပြီးသောဝါမနတထေသဟာ ငကိုကလဝိသမမဟုတ်ဘူးအသေးသားဟာတခါတည်းအဲ့ဒီမှာနောက်တော့စိတ်ခေါ်ပွဲတွေခေါ်ပြီးတော့ထိုးရင်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 ကနေပြီးတော့လူကလည်းကြိုးစားတယ်အဲ့ဒါနဲ့ဗာရဏတိမြို့မှာဝါမနလို့ခေါ်တယ်လဝိသမားကြီးလဝိကျော်ကြီးဘယင်ကိုယ်တိုင် ရွှေကပတ်စုတွေပါတယ်ခြားပြီးတော့ဒီလိုထင်ထင်ရှားရှားနဲ့ဖြစ်လာပဇံကလည်းချမ်းသာတယ် အဲ့ဒီလိုပဲဘုန်းကြီးတို့ပြေးသားရေရွှေကပတ်စုရတော့စိန်ခေါ်ပွဲတွေကိုဗာဒရဏီရွှေနန်းတော်မှာမကြမကြလှုပ်တယ်တခြားတိုင်းပြည်တပြည်မှာလည်းပဲရှင်မင်းကိုယ်တိုင်မြောက်စားထားတဲ့လက်ဝိသမားတယောက်ရှိတယ်မန္လပုတ္တဘယ်သူတဲ့အဲ့ဒီမန္လပုတ္တတို့ခေါ်လဲလက်ဝိကျော်ကြီးကလည်းသူ့တိုင်းနဲ့သူ့ခရိုင်နဲ့သူ့နိုင်ငံမှာတော့နာမည်ကြီးပဲ ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးဝါမနာလို့ခေါ်တဲ့ရွှေကပတ်ရှုရှင်လောဝိသမားကြီးကလည်းပဲဗာဒနတိမနာမည်ကြီးပဲနောက်တော့ဘယ်နဲ့လောက်ကြတော့ဆိုတော့အဲ့ဒီနာမည်ကြီးနှစ်ယောက်ကိုဗာဒနတိရွှေမြို့တော်မှာလောင်းကြီးတွေထားပြီးတော့အဲ့ဒါတခါတဲ့စိန်ခေါ်ပွဲကြီးတရားကျင်းပကြဝါမနာကိုယုံကြည်တဲ့ဝါမနာရဲ့ဗာဒနတိပြည်သူပြည်သားတွေကလည်းလောင်းကြီးတွေအများကြီးထပ်ထား မန္လဗုဒ္ဓကိုယုံကြည်တဲ့မန္လဗုဒ္ဓရဲ့လက်ဝိပရိသတ်ကလည်းပဲမန္လဗုဒ္ဓပဲကအဲဒီလိုတခါတဲ့လောင်းကြီးတွေထပ်ပြီးတော့အကြီးအကျယ်ဆုံးသောဘယင်များကိုယ်တိုင်ဦးစီးသောလက်ဝိစိန်ခေါ်ပွဲကြီးတစ်ခုကိုဗာဒရဏတိရွှေနန်းတော်မှာဘိန်းတို့ပရိသတ်ရဲ့အဲဒီမှာကျင်းပကြတာဘယင်ကိုယ်တိုင်ဦးစီးပြီးတော့ကျင်းပတဲ့ပွဲဆိုတော့ဘာပြောကောင်းမလဲစီလိုက်တာမပြောနဲ့ အဲ့ဒီပွဲမှာဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးနဲ့ဝါမနနဲ့မန္လဗုဒ္ဓတို့လောဝိထောတယင်ထောတယင်ထောတယင်နဲ့ဘုန်းကြီးတို့ဘုရားအလောင်းတော်ကြီးကနိုင်ခွဲ့ရသွားတယ်တဲ့တနည်းပြောအနိုင်ရသွားတယ်အနိုင်ရသွားတဲ့အခါကျတော့တခြားတိုင်တစ်ပါးကငါလိုရွှေကပတ်ဆုရှင်လောဝိသမားကိုစိန်ခေါ်ရဲတဲ့ကောင်နောင်ဘယ်တော့မှလောဝိကျိုးဝိုင်းပေါ်ကို မတက်ရအောင်ပညာတော့နည်းနည်းလေးပြလိုက်အောင်မှပဲလို့ဆိုပြီးတော့ဘုန်းကြီးတို့ပြေးတတ်ရဲ့အဲ့ဒီမှာဘုန်းကြီးတို့ဘုရားလောင်းတော်ဝါမဏတိမန္လဗုဒ္ဓကိုလက်ဝတ်သတ်ရင်းနဲ့ခါရိုက်ချိုးခဲ့တယ်တဲ့ဘာလုပ်ခဲ့တယ်လဲအေးဒါကြောင့်လက်ဝတ်သာကောင်းအလောင်းဖြစ်သောပြိုင်ပွဲဆိုင်ပွဲနိုင်မြဲအကျော်နိုင်လျင် ခါယောရိုက်ချုံမြေဘောအတကောင်းသာဟောင်းဝိဘတော်ဘဝမနာလို့ခေါ်တဲ့လောကီကျော်ဘဝတုန်းကမန္လာဗုဒ္ဓလို့ခေါ်တဲ့လောကီကျော်ကြီးကိုခါရိုက်ချိုးခဲ့တဲ့ကံဟာဟိုအသေးသက်ခဲ့တာမဟုတ်ဘူးပညာပြယုံနဲ့ပြလိုက်တာနောက်ကိုကျိုးဝိုင်းဖို့ကိုတက်လို့မရအောင်ကိုဖိတော့ပြေးတိုင်းဒုက္ခိတ ဘာဖြစ်သွားတာလဲအဲမန္လဗုဒ္ဓလက်ဝိသမားကိုဒုက္ခိတတသက်လုံးဒုက္ခိတဖြစ်သွားအောင်အဲ့ဒါလှုပ်လှုပ်ပေးလိုက်တာခါလိမ်ပြီးတော့ချိုးပစ်ခဲ့တယ်ခါရိုက်ပြီးတော့ချိုးခဲ့တယ်ကံဟာအဲ့ဒီဘုရားကမနေလို့တည်ဖြစ်လေရဘဝတိုင်းဘဝတိုင်းမှာဘုရားလောင်းတော်ကြီးခါကြိုက်တဲ့ဝေဒနာခါနာတဲ့ဝေဒနာခံစားရတယ်တဲ့ ခန္ဓာတဲ့ယောဂဟာဝိရုပ္ပိယခန္ဓာဘူးတဲ့ပုဂ္ဂိုလ်မှသိတာတော်တော်ကိုခံရခဲ့တဲ့ယောဂတစ်ခုပဲအဲဒီလိုဘုရားများစွာကျင်လီပြီးတော့ဖြစ်နေရဘဝတိုင်းဘဝတိုင်းမှာခါနာတဲ့ဝေဒနာခါကြိုက်တဲ့ဝေဒနာအဒီကနေ့ခေတ်စကားပြောခါအယုကြည်ပုံတက်တာတော့အခါတဲ့မှာတခါတဲ့တီဗီဘူးတွေ့လို့ပေါ့ဗျအဲလိုခါနဲ့ပတ်သက်တဲ့ယောဂဝေဒနာမှန်သမျှတွေကိုခံစားရင်ခံစားရင်းနဲ့ဘုရားများစွာသန္တရာကျင်လီပြီးတော့လာလိုက်တာယခု ဖရာရှိတော်မူတဲ့အခါကျတော့အထုဆုံးဟုသုံးလို့ထေပန်းခါတော်ကြိုက်ခဲအသေးအသံဖြစ်တာတော့ရိုးရိုးတမ်းမှခါနာမဟုတ်အသေးအသံကိုနာတရားဟောနေတာဗုဒ္ဓသာနာပလင်မှာတရားဟောနေရင်ကနေပြီးတော့ရှင်သာရိပုတ္တရာလက်ရလမ်းခေါ်တဲ့ရှင်သာသာရိပုတ္တရာရှင်သာမောကလံငါဘုရားဟောတဲ့တရားဆက်ဟောငါဘုရားခါနာလို့ခေတ္တကဏလျောင်းဆက်တော်မူအောင်မယ်ဆိုပြီးတော့ အဲ့ဒါဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ဟာဒေနာကမဝိပါကေနာပိဋိဒုက္ခအဟုမမခါနာတဲ့ခါကြိုက်တဲ့ဝေဒနာကိုခံစားရတာပြလင်ပေါ်ကဆင်းသွားရတဲ့အချိန်ပေါင်းမနည်းဘူးဒီတော့ဘုန်းကြီးတို့ပြည်သားမေးတရားရှိတယ်မြတ်စွာဘုရားခါနာတဲ့ခါကြတော့ ဘုရားကအမလေးမျက်နှာကြီးရှုံမဲ့ပြီးတော့ခါးကြီးထောက်ပြီးတော့ခါးကြီးနှိပ်ပြီးတော့အမလေးလှုပ်ကြပါဦးထက်သာရိပုတ္တရာတို့မောက်ကလန်းတို့အာနန္ဒာတို့ငါဘုရားခါနာလို့ကွယ်ငါဘုရားကိုမင်းတို့ဘယ်လိုလှုပ်ပါဗာညာနဲ့မြတ်စွာဘုရားဟာဒီလိုညည်းညူသလားဘုန်းကြီးတို့ပြေးတာမေးတယ်ရရှိတဲ့ဒီနေရာမှာဘုန်းကြီးတို့မြတ်စွာဘုရားသည်ခါနာတယ်လို့ဆိုတဲ့ယောဂဝေဒနာဖြစ်ပေါ်လာပေမဲ့လို့ဘုရားရှင်ကိုရောမြတ်မှာညည်းညူညူမရှိဘူး မငြိဘူးတဲ့ဝေဒနာသိခံတော်မူတယ်။ဒါမျိုးလို့ရှိရင်ဘာဖြစ်လို့မြတ်စွာဘုရားသိခံနိုင်တာပဲ။ဟောနေတဲ့တရားဆက်ဟောပါလားလို့။ကြက်ခါနာတယ်ဆိုတာဘိန်းတို့ပြေးတိုင်းပြောမှသိမှာပေါ့။မပြောဘဲနဲ့သိပါမလား။အဲခြေသားသာရိပုတ္တရာလာသံငါဘုရားခါနာလို့ဆိုတော့မှပရိသတ်ကသိတယ်တရားနိုင်တော့။မြတ်စွာဘုရားတရားဟောနေတဲ့ပလင်ဘောကဆင်းသွားတာခါနာတော်မူလို့တဲ့။ တိခါနိုင်တဲ့တိခါပြီးတော့ဟောမရဘူးလားရတယ်။ဘာဖြစ်လို့ဆင်းသွားတာတော့ဆိုရင်မြတ်စွာဘုရားတောင်မှဗျာတိဒုက္ခမကင်းဘူးဆိုတာကိုတရားနာပရိသတ်ကိုတန်ဝေခရစေခြင်းလို့တန်ဝေခရစေခြင်းလို့ဗာရစေခြင်းလို့လေအေးဘာဒုက္ခတော့ဆိုရင်ဗျာတိဒုက္ခဘာဒုက္ခလဲ ေဗျာတိဒုက္ခရသည်ခြင်းလို့ဗျာတိဒုက္ခဖြစ်နေတာကိုတန်ဝေကညာယူကြဖို့လို့ဘုရားတော်မှဘုရားတော်မှတရားဟောနေရင်းနဲ့ပြင်ပေါ်ကခန္ဓာလို့ဆင်းသွားရတာဩနာဘိဒုက္ခဆိုတာဘုရားတော်မှနှိပ်စက်ပါလားလို့ဓမ္မတန်ဝေရကြသည်ဖို့လို့ဘုရားရှင်ကိုရမြကဓမ္မပြင်ပေါ်ကဆင်းသွားတာပါနေဗုဒ္ဓေဝတ္တမာနမိမာလာဗုဒ္ဓံနိဟေရယိ တေနကမ္မဝိပါကေနဗိဓိဒုက္ခအဟုမမဘေကိုဟေပရိသလေးပြချက်သားချက်သမီးတို့နေဗုဒ္ဓေနဗံလုံးချင်းဒီဝတ္တမနာမိဖြစ်လာသော မာလဗုဒ္ဓံမာလရဲ့သားကိုနိဟေရယိညင်းညင်းဆဲခဲ့ဘူးလေပြီဒေနာကမဝိပါကိနထိုကံရဲ့အကျဉ်းကြောင့်မမငါဘုရားရှင်ကိုရောမြပိဋိဒုက္ခခါရောကြိုက်ချင်းဆိုတဲ့ဝေဒနာသည် အဟုကောင်းသောမဲ့တွေဖြစ်ရပါပြီလို့ဘဂဝါဘုံတော်ချောက်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင် ကိုရောမြတ်ကအဝစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပြီသတည်း